မယုံတွဲကစားပေးရခြင်းမရှိသေးပေမယ့်လောင်ပြောင်မှုတွေနဲ့စတင်ရင်ဆိုင်နေရတဲ့ကုညာမာတီယကုညာတောင်မယုံအသင်းကိုလွန်ခဲ့တဲ့တစ်ပတ်ကျော်နှစ်ပတ်လောက်ကပြောင်းရွှေ့သွားခဲ့တဲ့တဲ့ရင်ကိုမယုံအသင်းဘက်ကတရားဝင်ကြေညာထားခဲ့ပြီဖြစ်ပါရင်မယုံအသင်းပြိသက်တွေကတော့ဥရောပပြိုင်ပွဲဝင်ခွင့်မရထားတဲ့သူတို့အသင်းကိုမာတီယကုညာတောင်အခုလိုပြောင်းရွှေ့လာခဲ့တာဟာမယုံအသင်းကိုချစ်တဲ့စိတ်ကြောင့်ပြောင်းရွှေ့လာခဲ့တာဖြစ်တဲ့ဆိုပြီးဖော်ညွှန်းနေခဲ့ကြတာကိုမြင်တွေ့နေကြရပါဘူး မန်ယူတင်အပိကရယာတင်ကပရီးမီယာလိမှာအဆင့်15နေရာရပ်တည်ခဲ့ပြီးအသင်းကလည်းဖလားလက်မဲ့ဆိုတဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပါဘူး။အဲ့ဒါကြောင့်လည်းမန်ယူအသင်းဟာချန်ပီယံလိဝင်ခွင့်မဆိုထားတဲ့ဥရောပပြိုင်ပွဲဝင်ခွင့်ကိုပါလဲချော်ထားခဲ့တာဖြစ်ပြီးအဲ့လိုအခြေအနေကြောင့်သူတို့အသင်းဟာလာမယ့်ရာသီအတွက်ကစားမခော်ယူမှုတွေပြုလုပ်တဲ့နေရာမှာအဆင်ပြေမှုတွေအခက်အခဲတွေနဲ့ရင်ဆိုင်သွားရဖွယ်ရှိတယ်ဆိုပြီးထင်ကြေးပေးခြင်းခံထားပေမဲ့မန်ယူအသင်းကတော့မာတီးယက်ကွန်ညာကိုစောစီးစီးခေါ်ပြသွားခဲ့ကြတာပါ။အားလုံးကတော့ကွန်ညာဟာမန်ယူကိုချင်းလုံးလုံးပြောင်းလာခဲ့တာဖြစ်တယ်လို့ပြောဆိုခဲ့ကြပေမဲ့တကယ်တကယ်တမ်းမှာတော့ကွန်ညာဟာမန်ယူအသင်းမှာလာစားကောင်းကောင်းရရှိသွားမှာဖြစ်တဲ့အတွက်ပြော ောင်းရွှေ့လာခဲ့တာပါမာတီးယားကွန်ညာကိုခေါ်နိုင်ခဲ့တဲ့မန်ယူအသင်းဟာနောက်ထပ်လည်းအန်မူမိုကိုခေါ်ယူသွားဖို့အတွက်ထပ်မံချိန်ဆနေခဲ့ကြတယ်လို့သိရပြီးကင်မရွန်တိုင်းစစ်ကစားသမားကိုလည်းလာဆောင်ွေအများပြားနဲ့ကံလန်မှုတွေပြုလုပ်ထားခဲ့ကြတယ်လို့သိရပါတယ်မန်ယူအသင်းဟာပြီးခဲ့တဲ့ရာသီကရလဒ်တွေဆိုးရွားခဲ့ပြီးအသင်းကလည်းဆုပ်ပြတ်တအောင်ဆိုးရွားခဲ့ကြတဲ့အတွက်အခုချိန်မှာတော့ကစားသမားတွေကိုလာဆောင်ွေမလုံးပေးကခေါ်ယူနေခဲ့ကြတာပါမန်ယူအသင်းစီရောက်လာခဲ့တဲ့မာတီးယားကွန်ညာကတော့မန်ယူအသင်းကိုပြောင်းရွှေ့လာခဲ့ပြီးတိတ်မချခင်မှာအပိုင်ခွင့်ရေးတွေကိုလည်းချော်နေခဲ့တာကြောင့်ပြန်မဲ့ပရိသတ်တွေရဲ့လောင်ပြောင်မှုတွေနဲ့ရင်ဆိုင်သွားခဲ့ရပါတယ် ကိုညာပြီးခဲ့တဲ့ရာသီမှာဝိုအသင်းနဲ့တောက်ပွားခဲ့တဲ့ခြေစွမ်းတွေကိုပြသနိုင်ခဲ့သူတယောက်ဖြစ်ခဲ့ပြီးပြီးခဲ့တဲ့ရက်ပိုင်းကမှမန်ယူအသင်းထံပေါင်60.5တန်းနဲ့တရားဝင်ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။မန်ယူအသင်းကစားမှဖြစ်ခဲ့ပြီးတဲ့နောက်ပရာဂွေးနဲ့ပွဲမှာလက်ရေးစင်ဘရာဇီးအသင်းအတွက်ပေါင်ကစားပေးခဲ့တဲ့ကိုညာတယောက်အသင်းပေါ်မှာဒီနေလေးရဲ့အပိုင်ဖန်ပြီးပေးမှုကိုအားအသင်းဝင်ကောင်းလောက်အောင်ကိုပေါက်လဲချော်ခဲ့ပါတယ်။အသင်းကတော့ကိုကမရှိနိုင်နိုင်ရခဲ့ပေမဲ့ကွန်ညာရဲ့အပိုင်လွဲချော်မှုကိုပရိသတ်တို့ကထင်ချင်းမျိုးမျိုးပေးနေကြပြီးမန်ယူအသင်းရောက်မှာကွန်ညာခုလိုအပိုင်ခွင့်ရေးတွေကိုစတင်လွဲချော်လာခဲ့ပြီဆိုပြီးလောင်ပြောင်မှုတွေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ ဘောလုံးအားကစားနေပတ်သက်တဲ့သတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ page ကိုလည်း like and follow လုပ်ပေးခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါရစေ။အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။